တန်းပါလေပါလေဆောစောကပြောနေတာဟာအလုံးကဘယ်လိုဖြစ်နေလဲနိုင်ပါပြီမှာလေဟုတ်ကဲ့ဘုရားအလုံးစုံကနော်ကျွန်တော်ကဘုရားမြေကျန်ဘုရားကတော့တင်ရတယ်ဘုရားတို့ကြောင့်ကိုယ်စနိုက်ပါလားမြတ်လက်ပြမှာပဲဟမ်ကျွန်တော်လာနေကြလုံးပါတော့ဘုရားနာမည်ကလား ဆရာကလည်းနမနမနော်နေတာဆိုတော့ဘုရားကမာနေပြည်နေတဲ့ရေစုအတောင်ကြောင့်လည်းဒီကောင်မရဲ့ဘာမှမလဲဆနေတာကောင်မမရှိဘူးကောင်မမရှိဘူးကောင်းကြီးပြေတာကုန်ကြပါဟုတ်လားဟုတ်လားမလိန်နဲ့တော့မလိန်ဘူးကောင်းနေတော့ထုတ်တာပြီးတော့ဟုတ်ပြီထုတ်တာတော့သိချင်တယ်ငါတို့ရောက်တာအလန်အလန်ထုတ်တာစီကလေးတွေလှက်လာပဲတို့လားအေးတို့စီကလေး လူလူနဲ့နောက်မှအိပ်ဖြစ်ကြတာဘောကနော်သူတော့တော်မတွေ့ရသေးဘူးသူတိတ်ကြတယ်မအားရဘူးနော် 那切了嘛？那变成八两那了变，香港。越南，那他得多吧？这样，这样，我这样，我是哪个单位？啊，有交易啊？给。 တော့ဘာမှမလုပ်ဘူး။အဲ့တော့ဗီယန်နာရေးကောင်လေးပါ။ကာပေါက်လေးတွေကပေါက်လေးတွေ။ငါကငါကမောင်လေး။အဲ့တော့ပြီးနီးရအောင်နော်။ သုံးပန်းဒါမိမပြန်နိုင်ရောမိမ900ပြာပြီးသားသူပေါ့ဒါလည်းမှန်တော့ဘာလို့လဲဘာလို့လဲခနာရှင်မင်းအောင်လိုင်းတို့ဖြုတ်ချမဲ့အကောင်းဆုံးချိန်ပေါ့ဗျာဒီချိန်မှာအားလုံးဝိုင်းဝန်းတွန်းလိုက်မှဆိုရင်တိတ်မကြပါဘူးပေါ့နော်ညီညွတ်ဖို့ကတော့ကျွန်တော်တို့စဉ်ဆက်မပြတ်လုပ်ရမယ့်ကိစ္စပါပဲဗျာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါအဲ့တော့ကျွန်တော်တို့ရှေးကိုဘယ်လိုမျှော်လင့်သလဲပေါ့ဗျာနော်ဘယ်လောက်အရှိတက်လာပြီလဲကိုလေးနေကြပြီဆိုတော့ နောက်တက်ဖို့မနေတော့ရက်ဖို့ဒီနောက်ဆုံးပေါ့တင်းစကားပေါ့ဗျာအများပြည်သူရောနီကိုချိုပြောပေးပါဗျာအဲကျွန်တော်အနေနဲ့ကတော့အခုကျွန်တော်တို့တွန်လိုင်းအားစုတွေကတော့ဘာဖြစ်ဖြစ်အရှိန်အဟုန်နဲ့သွားနေတယ်အပြောင်းလဲတစ်ခုအရွေးတစ်ခုကိုသွားဖို့အတွက်ကျွန်တော်တို့ကြိုးစားနေတယ်အဲနောက်ပိုင်းဒီမကြတော့တဲ့ကာလမှာကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်တို့ထိုးစစ်တွေနဲ့ကျွန်တော်တို့သွားဖို့ရှိတယ် ဆိုတော့တစုံတရာအတွေ့အကြုံတွေလည်းရှိပြီးအင်အားတွေလည်းရှိပြီးဆိုတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဆက်ပြီးသွားမှာပေါ့ဗျာဆိုတော့အဲ့ဒါကြိုးစားမယ်အာနာရှင်ကတော့ခဏပြောလို့သူ့မှာဟိုသူ့အခက်အခဲဖြစ်နေတဲ့အချိန်ပေါ့နော်ဆိုတော့ကျွန်တော်တို့တော်လိုင်းဘက်ကတော့ဒီအပေါ်မှာကျွန်တော်တို့ဆက်ပြီးမှကြိုးစားသွားမှာပါအဲ့တော့ပြည်သူလူထုအနေနဲ့ကလည်းကျွန်တော်တို့ အားမလျှော့ဖို့ပေါ့ဗျာဒီကျွန်တော်တို့ဒီတော်လှန်ရေးဒီမိုကရေစီနဲ့လူခွင့်ရရှိဖို့အားလျှော့စရာအကြောင်းမရှိဘူးကျွန်တော်တို့နဲ့ပူးပေါင်းမှာဟဟလာကျွန်တော်တို့နဲ့ဟိုကလောက်ပါဆက်သွယ်ပါပူးပေါင်းမှာစောင့်ရွက်ပါကျွန်တော်တို့အားလုံးဝိုင်းပြီးမှပြည်သူနဲ့တသားတဲ့ဟဟလာအာဏာရှင်ကိုဒီမြန်မာပြည်ကနေပြီးမှဖယ်ထုတ်နိုင်အောင်ကျွန်တော်တို့ကြိုးစားသွားမယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်စစ်တပ်ကပြိုနေပြီးကျွန်တော်တို့ဘက်ကထိုးစစ်တွေဆက်တိုက်လုပ်နိုင်ဖို့ပဲလိုတယ်ရဲဘော်မင်းထေအမတ်၃စစ်ကြောင်းမူ ABSDF နေပြည်တော်အဘိုးချုပ်တွေကစစ်ဆက်တိုက်ဖို့အမိန့်ပေးနေပေမဲ့ရှေ့တန်းမှာရှိတဲ့စစ်သားတွေကစခန်းဆုံးခွာထွက်ပြေးနေတယ်။စစ်ကောင်စီမှာလက်နက်ရှိပေမဲ့အတွေ့အကြုံရှိတဲ့စစ်သားတွေမရှိတော့ဘူး။ဒီအချိန်မှာတော်လန်ရဘက်ကထိုးစစ်တွေစက်တိုက်လုသွားရင်မကြခင်စစ်ကောင်စီပြုတ်ကြမှာတေချာတယ်လို့ရောဒေတာအခြေဆိုင် ABSDF ចောင်းသားတမတော်အမှတ်3စစ်ကြောင်းမူရဲဘော်မင်းထေကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းချင်းစစ်ကိုင်းမကွေးအဆက်ဒေတာရှိဖြူဟာရ အရေးပါတဲ့စစ်ကောင်စီစခန်းလေးခုတိမ့်ပိုက်မှုအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနကဦးထက်အောင်ကျော်မေးမြန်းစဉ်ဒီလိုဖြေကြားတာပါအခုထုတ်လွှင့်တဲ့မေးမြန်းချက်မှာချင်းစစ်ကိုင်းမကွေးအစက်ဒေတာကတိုက်ပွဲအခြေအနေဘယ်လိုရှိသလဲအင်းတော်မြို့သိမ်းတိုက်ပွဲဘယ်လိုထူးခြားသလဲစစ်ကောင်စီတက်ရဲ့ရှေ့တန်းအခြေအနေဘယ်လိုဖြစ်နေသလဲဒီနေ့အခြေအနေဟာစစ်အာဏာရှင်ကိုဖျောက်ချဖို့အကောင်းဆုံးအနေအထားဖြစ်တယ်လို့ဘာကြောင့်ပြောနိုင်တာလဲတော်လန်ရေးဘက်ကထိုးစစ်တွေဆက်တိုက်လုပ်ဖို့အစင်းသင်းဖြစ်နေပြီဆိုတဲ့အချက်တွေကို ABSDF ចောင်းသားတက်မတော်အမတ်3စစ်ကြောင်းမူရဲဘော်မင်းထင်းနဲ့ဆက်သွယ်မေးမြန်းထားသည်မူအဆုံးထိနာဆင်ပေးသွားကြပါအောင်ခင်ဗျာဆိုပါမစောပါပြီးခရရပန်တွင်မှာသိပိုက်တဲ့ကျွန်တော်ကလေးနဲ့ကကန်သာရွာလာကန်သာရွာစခန်းပေါ့ပြီအဲ့မှာစခန်းနှစ်လောက်တည်းမှာစခန်းတွေအများကြီးသိလိုက်တယ်လို့ကျွန်တော် သတင်းထုတ်ပြန်လာတွေ့ရတယ်အဲ့တော့ရင်းစပြပြပေးပါအဲဟုတ်ကဲ့ကျွန်တော်တို့အဲ့ဒါပေါ့နော်ဒီစစ်စင်ရေးကတော့ကျွန်တော်တို့အဓိကတော့ KKG ပေါ့နော်ဒီကလေးကဘောကံကောပေါ့နော်ဒီ KKG City ရဲ့ ကဲ major operation ပေါ့တို့ရဲ့အဓိက operation ဖြစ်တယ်အဲ့ဒါမှာအဓိကတော့ကုတ်ခဲတာတော့ဗျာကျွန်တော်တို့ CND ပေါ့ CND တက်မတော်ကနေမှလာကုတ်ခဲပါတယ်ဆိုတော့အဲ့မှာကျွန်တော်တို့ကပူပေါင်းဆောင်ရွက်တယ်မဟာမိတ်အနေနဲ့ပါဝင်ခဲ့တာပေါ့ပါဝင်ခဲ့တော့ကျွန်တော်တို့ February 12ရက်နေ့နေမှာပေါ့နော်ကျွန်တော်တို့ကပနီပေါ့ကပနီကကျတော့ဗမာရှိလဲဆိုရင်ကျွန်တော်တို့ဒီချင်းရယ်မကွေးရယ်စကိုင်းရယ်အစမှာရှိနေတဲ့စခန်းတစ်ခုပေါ့နော်အဲ့ဒီနေရာကိုကျွန်တော်တို့အဲ့ဒီနေ့မှာ February 12ရက်နေ့မှာကျွန်တော်တို့တင်ပိုက်နိုင်ခဲ့တယ်ဆိုတော့အဲ့မှာလဲကျွန်တော်တို့ရှိမှာ ဒဏ်ရာမှုတွေနဲ့ကျွန်တော်တို့ရဲဘော်ကြာဆုံးမှုတွေတော့ရှိခဲ့တယ်ဗျာဆိုတော့နောက်အဲ့ဒါပြီးတော့ကျွန်တော်တို့နောက်လျှောက်အဲ့ဒီစစ်စင်ကြီးကနောက်လျှောက်ကျွန်တော်တို့ရှိနေတယ်ကျွန်တော်တို့တိတ်ပိုက်ထားတဲ့ဟွာပေါ့နော်ယွာတွေရှိတယ်နောက်အောင်ဒီအောင်သာယာတို့နောက်နောက်လျှောက်ပေါ့နော်ဒီမှန်တော်တို့ဒီယွာတို့ရှိတယ်အဲ့မှာကျွန်တော်တို့ပြန်ပြီးကသူတို့ကကြံတာကြံတာပေါ့နော်ကြံတာယွာမှာထိုင်ပြီးမှသူတို့ထိုးစစ်ပြန်လှုပ်လာတယ်ထိုးစစ်ပြန်လှုပ်လာတဲ့အခြေအနေတွေကျွန်တော်တို့ဟိုကျွန်တော်တို့ပြန်ခုခံရတယ်ပေါ့ပြန်ခုခံပြီးမှကျွန်တော်နောက်လျှောက်ကအဲ့ဒါနှစ်လအဲနှစ်လလောက်ကြာသွားပြီးတဲ့အခါကျွန်တော်အခုကျွန်တော်တို့ဒီဟွာပေါ့ ဒီဧပြီလ17ရက်နေ့မှာကျွန်တော်တို့ပြန်ထိုးစစ်ဆင်ပြီးမှအကျန်သားရွာကိုကျွန်တော်တို့တင်ပိုင်နိုင်ခဲ့တယ်ဗျာဆိုတော့အဲ့ဒါကျွန်တော်တို့အောင်မြင်ခဲ့တာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဒါပေမဲ့တော့တွေးရတယ်ဗျာလက်လက်ခံရလေးဟိုပြောလို့ရလားစစ်ကောင်စီဘယ်ဘလောက်သိဆိုလဲကျွန်တော်လက်လက်ခံရရရှိမှုလို့ရှိတယ်ဆိုတာမျိုး ဆိုတော့တိုက်ပွဲကကြာသွားတယ်ဗျတိုက်ပွဲကကြာတယ်ကျွန်တော်တို့ဂဗဏီတို့ကလည်းကျွန်တော်တို့ရတယ်ဆိုတော့လက်နဲ့ဟိုဟာအတိအကျကျွန်တော်ပြောဖို့တော့အခက်ခဲရှိတယ်ရှိတယ်ဆိုတော့အမှကျွန်တော်တို့လက်နဲ့ကြီးကြီးတွေလည်းရပါတယ်ရတယ်ဆိုတော့လက်နဲ့ငယ်တွေလည်းရတယ်ဆိုတော့အဲ့ဒါပြီးတော့လည်းအခုဒီကျန်သာတိုက်ပွဲမှာလည်းကျွန်တော်တို့လက်နဲ့အဓိကတော့လက်နဲ့ကြီးကြီးနဲ့တို့အပွားချတဲ့ဟွာပေါ့နော်ဒရုန်းကနေချတဲ့တော်ဘုံတွေတော်တော်များများရပါတယ်တို့ဂျမာတွေလည်းရတယ်ကျွန်တော်တို့မီးစက်တွေတော်တော်များများရပါတယ်ဆိုတော့ဟိုပစ္စည်းရပြောမစွန်တော့ရတာလားဆိုရင်တော့ရပါတယ်ပေါ့နော်များများရတယ်လို့ကျွန်တော်ပြောလို့ရပါတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ဒါကကျွန်တော်တို့ဒီဘက် ချင်းအစားလို့ပြောပေါ့နော်ဒီ ABS စစ်တောင်းတော့ရပါမယ်ဟုတ်ပါဗျာဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းကပဲဒီချင်းမှာကျွန်တော် plan သေးပြီးနောက်မှာတရက်တည်းမှာပဲကျွန်တော်တို့ဒီဘက်က indoor သေးတဲ့ထဲမှာ ABS ရဲ့စစ်တောင်းတွေပါတယ်လို့ပြောကြားရတယ်ဗျာဆိုတော့ကျွန်တော်တို့အိုအခုရပိုင်အခုလပိုင်းမှာပေါ့နော် ABS ရလှုပ်ရှားမှုပို့ပြီးတော့ကြားလာတယ်ကျွန်တော်ဥပမာ indoor သေးတာ ABS စစ်ကြောင်းမှုတော့တောင်းပန်ယူတယ်လို့ကျွန်တော်ကြားရတယ်ဆိုတော့ ABS ရလှုပ်ရှားမှုတူလာတယ်တူလာတယ်ပတ်သက်ပြီးပေါ့အခုဘယ်လိုများပြပြနိုင်မလဲ အဲ့တော့ဟိုပါကျွန်တော်တို့ကကြာပါပြီဒါတွေကတော့ကျွန်တော်တို့ချောက်လှုပ်ရှားနေတဲ့ကိစ္စတွေပါဆိုတော့အခုကျွန်တော်တို့အဲ့မှာအင်းတော်နဲ့ဖလားနဲ့အဲ့ကတပြိုင်တည်းဖြစ်သွားတာပေါ့ဗျာကျွန်တော်တို့အဲ့ဒီကဒီငလင်းဖြစ်နေတဲ့ကာလမှာအဲ့ဒါအင်းတော်ရဲ့တိုက်ပွဲကလည်းဒီလိုဖြစ်တာဗျာဆိုတော့သူတို့ကရန်သူကဒီချိန်မှာပြန်ပြီးမှသူတို့ရိတ်ကဖြည့်တင်းဖို့နဲ့ထိုးစစ်တွေလုပ်လာတယ်အဲ့ထိုးစစ်တွေကျွန်တော်တို့တိုက်နေပဲအင်းတော်ဟိုမြို့သိမ်းပွဲကလည်းဖြစ်သွားတယ်ဆိုတော့အင်းတော်မှာကလည်းကျွန်တော်တို့ EBS တွေကဟုတ်တယ်ကျွန်တော်တို့အဓိကကတော့ကျွန်တော်တို့စစ်ကြောင်းတစ်ကပေါ့နော်ကုတ်ကိအင်းမှုကတော့ကတာခင်ကုတ်ကိအင်းမှုပေါ့နော် ဆိုတော့အဲ့ဒါ EBS deck ကကုတ်ခဲတာဖြစ်တယ်ဆိုတော့ indoor ကတာကိုကုတ်ခဲပြီးမှကျွန်တော်တို့တောက်လျှောက်တိုက်ခဲ့တာပေါ့နော်၈လကျော်တိုက်ပြီးမှ indoor မျိုးပေါ့နောက်ဆုံးဂျပန်လိုင်းကိုသိမ်းခဲ့တာပေါ့နော်ဆိုတော့အဲ့မှာပါတယ်အဲ့မှာပါတော့စစ်အဓိကတော့စစ်ကြောင်းတက်ကကျွန်တော်တို့ရှေ့ကစစ်ကြောင်းတက်ပေါ့တိုင်းရင်းစစ်တက်ကတိုက်တာကျွန်တော်တို့ရှိမှာဟိုကပါတာပေါ့နော်ကျွန်တော်တို့အဲ့မှာဂျန်နဲ့မဟာမိတ်ဖွဲ့စည်းတဲ့အကုန်ပါပါတယ်ဒါပေမဲ့ကုတ်ခဲကြီးကတော့အစမှာကုအောင်ဆွေဦးပေါ့နော်ကျွန်တော်တို့ရှေ့ကဟုတ်ကဲ့သူကုတ်ခဲတာဖြစ်ပါတယ်ဆိုတော့အဲ့မှာကဘာလဲဆိုကျွန်တော်တို့ရှေ့ကတိုင်းရင်းစစ်လေးပေါ့ကျွန်တော်စစ်ကြောင်းသုံးကတိုင်းရင်းစစ်လေးစစ်ကူပြုတ်တာရှိတယ်တိုင်းရင်းစစ်လေးလည်းကျွန်တော်တို့ပါတော့စစ်ကြောင်းသုံးလည်းပါတယ်ဖြစ်နေတာပေါ့ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ โอเคဆိုအဲ့မှာတော့ကျွန်တော်ဓာတ်ပုံတွေတွေ့ရလေဂျပန်နိုင်ငံကရောသိမိတယ်လည်းလည်းကြီးဒီလည်းလည်းငယ်တွေစသဖြင့်တတ်မှမဟုတ်ဟုတ်စီကောင်းတွေကခွန်ခွန်တတ်မှမဟုတ်ပါဖမ်းဖမ်းမိတော့ကျွန်တော်အဲ့လိုတွေ့ရတယ်ဆိုတော့ဒါကကျွန်တော်တို့ရောနဲ့ရယ်ကချင်စကိုင်းဖဲရလှုပ်ရှားမှုပေါ့ဗျာကျွန်တော်ဒီဘက်ကင်းယူဒေတာလို့ပြောမှာတောင်ပိုင်းမှာရှိတဲ့ ABS ရလှုပ်ရှားမှုပေါ့ဘယ်လိုမျိုးရှိလဲပြတ်တတ်နေအဲ့ဘက်ကတော့ဟိုဘယ်လိုလဲကျွန်တော်တာဝန်ယူထားတဲ့အပိုင်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်သိရတဲ့လောက်တော့သူတို့လည်းဟိုလိုဆိုပါလားလှုပ်ရှားမှုတစုံတရာလုပ်နေတယ်လို့ပဲကျွန်တော်လည်းသိရတယ်ဗျဆိုတော့အဲ့ဒီအပိုင်းကိုတော့ကျွန်တော်တိတိကျကျပြောပြဖို့ခက်တယ်ပေါ့နော် ဟိုချိုးပြီးပြောတာပါကျွန်တော်ပြောတာဆိုတော့လှှရှားမှုတွေတော့ရှိတော့ပေါ့နော်ဆိုတော့ ABS လှှရှားမှုကျွန်တော်ရွေးပြောတာပေါ့ပထနိုင်ငံလို့လှှရှားမှုပေါ့ကျွန်တော်တို့ဟိုဘယ်လိုပြောနိုင်မလဲပေါ့နော်အခု2025အခုတို့တကြံပေါ့နော်တကြံတော့ကျွန်တော်လေးလလောက်ရှိပြီအစောပိုင်းမှာညီပြီမယ်အခုခုလာကျွန်တော်ပြောသလိုဖလန်းနဲ့မြို့မြို့နေနေပေါ့နော်ဖလန်းနဲ့ဒီကျွန်တော်တို့အင်တာနက်သိနေတယ်ပေါ့ဗျာဆိုတော့ဟိုဘယ်လိုပြောမှန်းရတော့ခက်တာပေါ့ဗျာဘယ်လိုဘယ်လိုမျောလင်းနိုင်မလဲကျွန်တော်ဒီ2025မှာအဲ2025မှာတော့ကျွန်တော်တို့ ဟိုအဓိကတော့သူ့ဘက်ကလည်းပြင်ဆင်တော့ဗျာကျွန်တော်တို့ဘက်ကလည်းဒီ2025မှာတော့တစုံတရာအရွေးတစ်ခုကိုသွားနိုင်ဖို့အတွက်ကြိုးစားကြရပါတော့เนาะဆိုတော့ကြိုးစားကြတဲ့အချိန်တော့အားလုံးကတော့ဝိုင်းပြီးကြိုးစားနေကြတဲ့အချိန်နေပေါ့ဆိုတော့အဲ့တော့ခုနပြောတော့ကျွန်တော်ဒီ business ရဲ့လှုပ်ရှားမှုကတော့အားလုံးနဲ့မှပူးပေါင်းဆောင်ရွက်ပြီးပါဝင်နေပါပါအဲ့တော့ဘယ်နေရာဘယ်ဒေသတွေဆိုတာကတော့ဟိုတိုက်ပွဲပေါ်လာပြီးမှပဲကျွန်တော်တို့သိရမှာပေါ့နော်အဲ့လိုပဲပြောပြလို့ရမှာဗျဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒီနေ့ပဲကျွန်တော်တို့ကြီးညာချက်တွေထွက်လာတွေ့ရတာဒီ UNG ပေါ့ဗျာမြို့သားညွေဆိုရွက်ဖွဲ့စည်းခြင်းလေးနေပြီပေါ့ဒီနေ့လူစီခံလေးထွက်လာတွေ့ရတယ် တော့ကိုမင်းတို့ကျွန်တော်မေးချင်တာအခုကျွန်တော်တို့ EAO တွေ ABS တွေပါမယ် PDF တွေပို့ပေါင်းဆောင်ရမှုကကျွန်တော်အများကြီးတက်လာတာပေါ့ဗျာနော်ဟိုဘက်မှာလို့ CDF တို့ PDF တို့တော့အရင်ရရှိတဲ့အဖွဲ့တွေရောအခုလေးနှစ်သားအဖွဲ့တွေပေါ့တို့ပြောတာတန်းဆိုအခုဟိုတပ်ပေါင်းစုကတော့အရင်ခင်းနဲ့မတူပါဗျာအခုကတော့ပို့ပေါင်းဆောင်ရမှုတွေနဲ့အဓိကလုပ်ကြတာပေါ့အခုအားလုံးလည်းကိုမင်းတို့ဆိုအခုခုန CDF တွေရောဟိုဒီဘက် PDF တွေရောတခြား EAO တွေရောပေါင်းစပ်ပြီးတော့ဆောင်ရနေတာရှိတယ်ဘလို့ဘလို့ဘလို့ခေါင်းလိုက်ဗျာပို့ပေါင်းဆောင်ရမှုအားရအားရအဲ့ဒါလည်းကျွန်တော်တို့ကြိုးစားနေတုန်းမှာပဲဆိုတော့အားရမှု ရှိသလားဆိုတော့မရှိသေးဘူးဒါမှမဟုတ်ဟိုခါတိုင်းနဲ့ဆိုင်တော့တိုးတက်မှုတွေအများကြီးရှိလာပြီပေါ့ဗျာညီညွတ်ကြီးကတော်တော်လေးဟိုရှေ့ရောက်လာတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ဗျာကျွန်တော်အနေနဲ့ဟုတ်ကဲ့ဟုတ်ဒါကျွန်တော်အချိန်နေပါဗျာနော်တိုးတက်တယ်မြင်နေရတာပေါ့နော်ဒါကျွန်တော်တို့အရင်ဆိုင်အများကြီးတော့မြို့တွေသေးလာတာတော့စကံသေးလာတော့ရှိလာတော့ဟိုစစ်ကောင်စီအချိန်နေရောဘယ်လိုမြင်လဲပေါ့နော်နှစ်မျိုးရှိပါမလားဟိုရှေ့မှာတွေ့ရတယ်တက်ဖက်မှာတွေ့ရတယ်စစ်သားတွေရဲ့အချိန်နေတက်ဖက်လာနိုင်ငံရေးရသူတို့ရုပ်ကော်ပိုရိုက်လို့လို့လုံလာဗျာဆိုတော့ဘယ်လိုဒီဆက်ရလဲမလဲပေါ့အဓိကကတော့ရှေ့မှာရှိတဲ့စစ်သားတွေရဲ့အချိန်နေဘယ်လိုမြင်ရလဲ ဆိုတော့ကျွန်တော်ကတော့ရန်သူဘက်ကအခြေအနေကိုပြောမယ်ဆိုရင်တော့ဟိုကျွန်တော်မြင်တာပေါ့ဗျာရန်သူကတော့နိုင်ငံကြီးကတော့သူကစဉ်းစားတာပေါ့ဗျာသူသူရဲ့ထွက်ပေါက်တစ်ခုပေါ့ရွေးကောက်ရွေးကောက်ပွဲနဲ့သူထွက်ပေါက်ကိုရှာမယ်ဒီလိုမျိုးသူစူးစမ်းတာရှိတယ်ဒါပေမဲ့ဒီရွေးကောက်ပွဲကလည်းဟိုနိုင်ငံတကာကလည်းအသိမမပြည့်ဘူးဗျဆိုတော့ကျွန်တော်တို့ပြည်တွင်းထဲမှာလည်းအသိမမပြည့်ဘူးဒီကြားထဲမှာအခုကျွန်တော်ပြောတာဒီငလင်ဘေးတွေပေါ့ဖြစ်လာတဲ့အခြေအနေတွေရှိတော့ပြည်သူတွေကလည်းအများကြီးအခုသူတို့ရွေးကောက်ပွဲလုပ်ပါမယ်ဆိုတော့ဒီမျိုးကြီးတွေမှာပဲဆိုတော့ပြည်သူတွေကဒီဒီတဘာဝဘေးအနေနဲ့ဒီကြုံစုံကြုံပြီးမှာပေါ့ဗျာဟို တည်ကြည်ပျက်စီးတာတွေလည်းအများကြီးရှိတယ်သူအနေနဲ့အဲ့ချိန်မှာလည်းသူ့တော့ကတော့မကောင်းဘူးပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ဒီဒီဟိုပါပေါ့စစ်စင်ရေးတွေနဲ့အခုတို့အထိုးစစ်တွေလုပ်တယ်လေအနေနဲ့ဟိုဟာလေအနေနဲ့တို့ဘုံတွေကျဲတယ်ပေါ့နော်ရွာတွေကိုကျွန်တော်တို့တွန်လိုင်းနေပြီးထိတ်ချုပ်ထားတဲ့နေရာတွေကိုတို့လုတ်နေပြီမဲ့လေပြဿနာကတို့မှခုနကပြောရရုပ်ဝတ္ထုပစ္စည်းအရပေါ့နော်လေရင်နေရှိမယ်ဟာလားကျန်တဲ့ဟိုဟာတွေရှိမှာပေါ့ဟိုလက်နဲ့နေပြီးတော့ရှိတယ်ဆိုပေမဲ့ တို့လာချပြီးအင်္ဂါဖြစ်နေရတော့ရှိတယ်ဒါပေမဲ့တို့မှဘာလဲဆိုတော့ခုနကပဲလူသားအရင်မြက်ပြဿနာအရင်ရှားပါနေတယ်အဲ့တော့ဘာလဲဆိုတော့တို့မှအခုတိုက်နိုင်တဲ့အခြေအနေကဘာလဲဆိုတော့တို့မှအမိန်ပေးနေတာတော့ရှိတယ်ဒါပေမဲ့အောက်ချီမှာတကယ်လိုက်ပါနိုင်တဲ့စစ်သားတွေအောက်ချီရဲဘော်တွေမရှိဘူးဗျဆိုတော့အခုတို့စစ်မှုထမ်းဥပဒေတွေလုတ်တယ်အဲ့ဒီစစ်မှုထမ်းဥပဒေလုတ်တော့လဲအခုဘယ်လိုပြောလဲစစ်မှုသာထမ်းခဲ့ရတဲ့အနေထားမှာရှေ့ရွတ်ကြုံတွေကဘာမှရှိတာမဟုတ်တင်းတန်းနေရလဲတကယ်ပြည်ပြည်စုံစုံနဲ့အထွေကြုံတွေလဲဘာမှမရှိဘူးအခုတော့တို့တို့ပြည်သူစစ်တွေပေါ့ဗျာပြူစောထီလို့ခေါ်တဲ့ပြည်သူစစ်တွေနဲ့တို့ဟိုကလုတ်နေတယ်ကျွန်တော်တို့တိုက်ရတဲ့ခါကျတော့တို့ရဲ့အခြေအနေကကျွန်တော်ထင်တယ်ဘယ်လိုပြောမလဲဘလို့မှ မကောင်းဘူးပေါ့ဗျာရှင်နေမကောင်းပြည်သူကလည်းသူတို့မထောက်ခံဘူးအဲ့ဒါမှသူတို့မှခေါ်လဲဆိုတော့ကြောက်စိတ်တင်နေတိုက်နေရတဲ့ခါကျတော့တခုခုဆိုရင်သူတို့ဘက်ကတော့ကျွန်တော်တို့ကတော့ဘယ်လိုလဲကျွန်တော်တို့မှတော့လူကျင်တယ်ကျွန်တော်ဒီမိုကရေစီတွေရကျင်တယ်လူခွင့်ရေးတွေရကျင်တယ်ကျွန်တော်တို့မှဘာပဲဖြစ်မျှော်လင့်ချက်တွေနဲ့ကျွန်တော်တို့ကဟို တွားနေတဲ့အချိန်မှာသူတို့ဘက်ကတော့ခဏပြောလို့မျောလင်းချက်မဲ့ပြီးမှစစ်တိုက်နေရတဲ့အချိန်မျိုးတော့ဖြစ်တယ်လို့ကျွန်တော်ကမြင်တယ်ဗျဆိုတော့ဖမ်းမိတဲ့ဒီသူတို့ရဲ့တုံ့ပန်းတွေမီးမီးမြန်းချက်တွေအရာဟလာပြောပြချက်တွေအရာကြားရတော့လဲသူတို့မှာကတကယ်ကဟိုမဖြစ်မနေလုပ်နေရတဲ့အချိန်မျိုးပဲရှိတယ်လေတကယ်တကယ်လုပ်ချင်တဲ့အချိန်တွေမရှိဘူးပေါ့ဗျာအဲ့လိုပဲမြင်တယ်ဗျအဲ့တော့ကိုမေတဲ့နောက်တစ်ခုမေးချင်တာလေညီကိုချိုးဆိုမှာဒီချိုးပြီးတော့ဗျအခုကျွန်တော်86ရက်နေပြီးတော့အခုဆို36နှစ်အဲကျော်လာပြီပေါ့နော်ဆိုတော့အခုကဒီဆေးအာနာရှင်ပြောကြဖို့အကောင်းဆုံးအချိန်တွေကျွန်တော်တော်ခိုင်းအချိန်တွေအကောင်းဆုံးအချိန်တွေအဲ့လိုပြောလို့ရမှာ အဲကျွန်တော်ဟိုတော့လည်းကျွန်တော်ပြောပြပါရဲကျွန်တော်တို့ကအခုဒီတော်လန်ရေးရကျွန်တော်တို့ဒုက္ခကြရတယ်ကျွန်တော်တို့အာနာသိမ့်ပြီးခရရပေါ့နော်စစ်အာနာသိမ့်ပြီးတဲ့ဗမာပြည်မှာ60နှစ်ခရရကျွန်တော်တို့ဒီ IAU ပေါ့နော်လက်နက်ကင်တိုင်းသားလူမျိုးစုတွေကလည်းအတီးတီးတော်လန်ခဲ့ကြတယ်ဆိုတော့အဲ့အနေမှာကျွန်တော်တို့တစင်းတစင်းဖြတ်လာတယ်ဟာလာကျွန်တော်တို့88ပေါ့ဗျာကျွန်တော်တို့88မှာလည်းအမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီသူအုပ်ချုပ်ခဲ့တဲ့အချိန်မှာလည်းတိုက်ပြည်မှာအခက်အခဲတွေကြုံရတယ်အကြက်တဲတွေတွေ့ရတယ်ကုံစင်းလုံးတွေကြီးမြင့်လာတယ်အဲ့အချိန်မှာရှီလီလုံးအေးတော်ပုံကြီးပေါ်လာတယ်ပေါ့ ော့ဒါလည်းကျွန်တော်တို့ဖျက်ခဲ့ရပြီဆိုတော့ဒီအခြေအနေတွေမှာလည်းစုံချက်တစုံတရာရှိပြီလားဆိုဒါပေမဲ့ကျွန်တော်တို့ကအဲ့အချိန်မှာ88ကလူတို့အုံကြွားမှုဖြစ်တဲ့အရေးတော်ပုံတော့ဖြစ်ခဲ့တယ်ဆိုပေမဲ့ဒီတော်လန်ရေးကိုလူတို့တရားလုံးကပါဝင်လာမှုမရှိဘူးပေါ့နော်မရှိဘူးကျွန်တော်မြင်တဲ့အနေအထားဆိုတော့အခုဒီနေ့ကာလကျတော့ကျွန်တော်တို့မှချထားတဲ့တင်နီကပြူပါဖြစ်တဲ့လက်နက်ကင်တိုက်ပွဲနဲ့ဟလာလူတို့တိုက်ပွဲပေါင်းစပ်အနိုင်ယူရမယ်ဆိုတဲ့ဒီစစ်အာဏာရှင်ကိုကျွန်တော်ချမှတ်ထားတဲ့အတိုင်းပဲနွေဦးတော်လန်ရေးပေါ့နော်ဒီ2020ပေါ့အာဏာသိမ်းလိုက်တဲ့အချိန်မှာပဲနွေဦးတော်လန်ရေးပေါ်လာတဲ့အတူလူဒုရပါ ော်လန်ရေးကြီးတခုလုံးကိုဆင်နွှဲလာတယ်အဲ့တော့လူလူကိုယ်တိုင်ကဒီတော်လန်ရေးကိုစိုက်မှ အဲပြန်လောက်လာတဲ့အချိန်မှာဒီလက်နက်ကင်တော်လိုင်းနဲ့လူလူတိုက်ပွဲလူနက်ကင်တိုက်ပွဲနဲ့လူလူတိုက်ပွဲပေါင်းစပ်သွားတဲ့အခြေအနေတွေဖြစ်လာတော့ဗောနော်ဆိုတော့ဒဇုံတရားအခြေအနေတွေကျွန်တော်တို့ပြန်ကြည့်တော့စုံချက်ကိုရောက်တယ်ဗောနော်ဆိုတော့ကျွန်တော်တို့တော်လိုင်းရဲ့ဘက်ကလည်းဆိုတော့စုံချက်ကိုရောက်လာပြီကျွန်တော်တို့အားကောင်းလာပြီအာနာရှင်ဖြုတ်ချဖို့အခြေအနေတွေလည်းအများဘက်ပေါင်းစုံမှာဖြစ်လာပြီဆိုတော့နိုင်ငံတကာအခြေအနေတွေပြန်ကြည့်တော့လည်းနိုင်ငံတကာလည်းအသိမှမပြည့်ဘူးဟုတ်လားဆိုတော့သူလုံးမဲ့ရွေးကောက်ပွဲလည်းနိုင်ငံတကာအသိမှမပြည့်ဘူးဒါကတော့ဆိုတော့ပြည်သူကတင်မြှောက်ထားတဲ့အစိုးရကိုသူအာနာသိမ်းပြီးမှသူအတင်းအဓမ္မအကြမ်းဖက်ယူထားတဲ့အခြေအနေမှာဆိုတော့အခြေအနေတွေကဘက်ပေါင်းစုံဗောဘက်ပေါင်းစုံဖြစ်လာတော့ကျွန်တော်တို့ဖြတ်တန်းကျွန်တော်ဖြတ်တန်းမှုရအကြည့်ရမယ်ဆိုတော့ဒီအခြေအနေကတော့ အာနာရှင်မင်းအောင်လိုက်တို့ဖြုတ်ချမယ်အကောင်းဆုံးချိန်ပေါ့ဗျာဒီချိန်မှာအားလုံးဝိုင်းဝန်းတွန်းလိုက်မယ်ဆိုရင်တိတ်မကြပါဘူးပေါ့နော်ညီညွတ်ဖို့ကတော့ကျွန်တော်တို့စင်စက်မပြတ်လောက်ရမယ်ကိစ္စပါပဲဗျာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီတော့အဲ့တော့ကျွန်တော်တို့ရှင်းကိုဘယ်လိုမျှော်လင့်တယ်လဲပေါ့ဗျာနော်ဘယ်လောက်အရှိတက်လိုက်ပြီလဲဘယ်လိုနည်းကြပြီဆိုတော့နောက်တက်ဖို့မနေတော့ရက်ပေါ်ကြီးနောက်ဆုံးပေါ့တင်းစကားပေါ့ဗျာအများကြီးပြီးတော့ဒီကိုချုပ်ပြောပေးပါဦး အဲကျွန်တော်အနေနဲ့ကတော့အခုကျွန်တော်တို့တော်လိုင်းအားစုတွေကတော့ဘာဖြစ်ဖြစ်အရှိန်အဟုန်နဲ့သွားနေတယ်အပြောင်းလဲတစ်ခုအရွတ်တစ်ခုကိုသွားဖို့အတွက်ကျွန်တော်တို့စူးစမ်းနေတယ်အဲနောက်ပိုင်းဒီမကြတော့တဲ့ကာလမှာကျွန်တော်တို့ဘယ်လိုမှမလဲကျွန်တော်တို့ထိုးစစ်တွေနဲ့ကျွန်တော်တို့သွားဖို့ရှိတယ်ဆိုတော့ဒစုံတရာအတွေ့အကြုံတွေလည်းရှိပြီးအင်အားတွေလည်းရှိပြီးဆိုတော့ကျွန်တော်တို့ဘယ်လိုမှမလဲဆက်ပြီးသွားမှာပေါ့ဗျာဆိုတော့အဲ့ဒါစူးစမ်းမယ်အာနာရှင်ကတော့ခဏပြောလို့သူ့မှာဟိုသူအခက်ခဲဖြစ်နေတဲ့အချိန်ပေါ့နော်ဆိုတော့ကျွန်တော်တို့တော်လိုင်းဘက်ကတော့ဒီအပေါ်မှာကျွန်တော်တို့ဆက်ပြီးမှစူးစမ်းသွားမှာပါအဲ့တော့ပြည်သူလူထုအနေနဲ့ကလည်းကျွန်တော်တို့ အားမလျှော့ဖို့ပေါ့ဗျာဒီကျွန်တော်တို့ဒီတော်လိုင်းရေးတို့ဒီမိုကရေစီနဲ့လူခွင့်ရရှိဖို့အားလျှော့စရာအကြောင်းမရှိဘူးကျွန်တော်တို့ ਨੇ ပူပေါင်းမှာဟာလာကျွန်တော်တို့ ਨੇ ဟိုလောက်ပါဆက်သွယ်ပါပူပေါင်းမှာစောင့်ရက်ပါကျွန်တော်တို့အားလုံးဝိုင်းပြီးမှပြည်သူနဲ့တသားတဲ့ဟာလာအာဏာရှင်ကိုဒီမြန်မာပြည်ကနေဒီမှာဖယ်ထုတ်နိုင်အောင်ကျွန်တော်တို့ကြိုးစားသွားမယ်လို့ကျွန်တော်နေပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ဗျာဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော် EBS ကျွန်တော်တက်မတော့အမှတ်တော်စီကျွန်တော်ရောမီတီကျေးဇူးတင်ပါတယ်